မိတ်ဆွေအားလုံးမင်္ဂလာပါလူချင်း YouTube Channel မှာကြိုဆိုပါရခင်ဗျဒီနေ့ဆွေးနွေးပေးမှာကဟိုကកောက်យူးမို့စိုက်ပျိုးရေးမှာဟိုမြေပေါင်းစနစ်ကယုံစနစ်ကပေါ့နော်အဲ့ဒါကိုဘယ်ဟာပို့ပြီးတော့အာသူတို့ရဲ့အားနဲ့ကြအားသာတဲ့ကြည်အားအားနဲ့ကြအားသာချက်တွေကိုဆွေးနွေးပေးပါဆိုပြီးတော့မေးထားတယ်လို့ရှိတယ်။ယုံစနစ်ကတော့အားသာချက်များတယ်။နော်ယုံစနစ်ကတော့အားသာချက်များတယ် ုံစနစ်မှာပရမတ်တစ်ချက်ဒီဘယ်ဘက်မှာ၃ပုံရှိတယ်ညာဘက်မှာ၃ပုံရှိအလဲမှာရှောင်းလန်းလေနော်အလဲမှာရှောင်းလန်းအဲ့ဒီတွက်ကိုရှေ့ရတကားတစ်ချက်ဖွင့်လိုက်တာနဲ့၆ပုံသလုံးကိုကျွန်တော်ပြုစုလို့ရတယ်တကားတစ်ချက်ပိတ်လိုက်ပြီဆိုလို့ရှိရင်၆ပုံသလုံးအားလုံးလုံလောက်သွားမြေပုံမှာကြလို့ရှိရင်တပောင်ကိုဖွင့်တာတကားပိတ်တာတကားဆိုနှစ်ချိန်လောက်6ပေါင်းဆို12ခါလောက်အဲ့မှာအချိန်ရဲ့ အချိန်ကုန်ကြမှုတွေတက်တာသွားပြီနော်အချိန်ကုန်ကြမှုတွေတက်တာသွားပြီပထမတစ်ချက်ကနောက်ဒုတိယတစ်ချက်ကဘာလဲဆိုလို့ရှိရင်ယုံစနစ်မှာကျတော့အပေါ်ဘက်မျက်နှာပြင်ထွက်တာရောဘေးထွက်တာရောအောက်ထွက်တာရောသုံးဘက်စလုံးကြီးကျွန်တော်တို့ကယူလို့ရတာဖြစ်တယ်ဟန်ဒရက်ပါဆန့်ကျွန်တော်တို့ရတယ်ရေပေါ်မှာကျလို့ရှိရင်အပေါ်ထွက်တာယူလို့ရမယ်ဘေးရထွက်တာယူလို့မရအောက်ကထွက်တာယူလို့မရတော့မြေကြီးနဲ့ကပ်အဲ့အတွက်ကိုဟန်ဒရက်ပါဆန့်ယူလို့မရဘူးဥပမာဆိုပါစို့ကောက်ရိုးမူပေါင်းတစ်ခုစီ အပေါ်မျက်နှာပင်နဲ့ဘေးဘက်ဒီကျွန်တော်တို့မြင်နေရတဲ့အနေအထားပဲမြင်နေရတဲ့မျက်နှာစာမှာထွက်ထားသည်90%ခန့်လို့ဆိုအောက်ကထွက်ထားသည်300%ခန့်လုံးဝင်နေရှိတယ်။တခါလေကြာလို့ရှိရင်လည်းအပေါ်က80%ထွက်တယ်အောက်က20%လောက်ထွက်တယ်။အဲ့တော့ရုံစနစ်မှာကျတော့အပေါ်က90%ရောအောက်က30%ရောဟောရတယ်။မြေပေါင်းစနစ်မှာဆိုလို့ရှိရင်အပေါ်ကထွက်ထားပဲရတယ်အောက်က30%ကျွန်တော်တို့မရဘူး။နော်။ဒါဒုတိယတစ်ချက်ထွက်နှုံးမှာ။နောက်တတိယတစ်ချက်ကဘာလဲဆိုလို့ရှိရင်အယောင်အသွေးပေါ့။ ရုံစနစ်မှာကျတော့သူကမှုတွေကများစွာဖြူတယ်လေလေလုံအောင်ပိတ်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်ခူးနေတဲ့အချိန်မှာတို့ပြုစုနေတဲ့အချိန်မှာလည်းရှေ့ရဒီတော့လေတားကျန်းတယ်ဘာညာဆိုလို့ရှိရင်လေတိုက်မှာဆိုနေဘူးမှာဆိုလို့ရှိရင်ရှေ့ရတကားကိုပိတ်ထားပြီးကျွန်တော်တို့လူကအထက်မှာလုံနေလို့ရရေပေါ်မှာကျအဲ့လိုမဟုတ်ကျွန်တော်တို့အကုန်လှန်ပလိုက်ရလှန်ပလိုက်ရတာဖြစ်တဲ့အတွက်သူကပစ္စည်းပိုင်းပစ္စည်းအယောင်အကွေးပိုင်းမှာじゃမြေပုံမှာမဲတာများမြေပုံကလေမဲတာများတယ်အဲ့တော့ယုံစနစ်ကထွက်တဲ့ဟာသည်ဖြူတယ် ဒါကြောင့်မလို့ဈေးကွက်မှာဖြူချင်းမဲချင်းကလည်းသူကစားသုံးသူရဲ့အကြိုက်ဖြူရားပို့ပြီးတော့အကုန်မြန်တယ်လေနော်အရင်ဆုံးမျက်စိနဲ့စားသုံးကြတာလေဖြူတဲ့မှုကလည်းဒီအာဟာရဓာတ်ပဲမဲတဲ့မှုကလည်းဒီအာဟာရဓာတ်ပဲအာဟာရဓာတ်ချင်းအတူတူပဲဒါပေမဲ့ဈေးကွက်ထဲမှာဈေးဘက်ထဲမှာရှင်ကြထားကြည့်လိုက်ဖြူတော့အရင်ယူသွားတာလေမဲတာနောက်မှာကုန်တာဖြူတာအရင်ကုန်သွားတာအဲတော့မျိုးလုံးနဲ့အရင်စားသုံးတဲ့အဲ ဟိုဟာပေါ့ဟိုစားသုံးသူတွေကမျိုးလုံးနဲ့အရင်စားသုံးကြတယ်ပေါ့ဒါကြောင့်မလို့ယုံစနစ်မှာထွက်တဲ့မှုစီဖြူတယ်ဒါကြောင့်မလို့ဈေးွက်မှာလည်းရောင်းမလှတယ်နော်ဒါအခြေခံချက်လေးတွေပါကျေးဇူးပါကောက်ရိုးမှုမှာယုံစနစ်နဲ့မြေပုံစနစ်ခုနကတော့ခုနကပထမတင်လိုက်တာအပိုင်းတင်နော်ဒါအပိုင်းနှစ်ကွာချချက်လေးတွေကခုနကပြောတာမပြီးသေးလို့သူကမြေပုံစနစ်မှာကြာလို့ရှိရင်ကျွန်တော်တို့က ကျွန်တော်တို့ပြုမြင်ဖန်တီးမှုပါလေရုံစနစ်စာရုံစနစ်နဲ့စာလို့ရှိရင်အားနှက်ချက်ကြီးအများကြီးရှိတယ်ဥပမာဆိုပါတော့မိုးတွေတအားရွာနေတဲ့ရက်ဆောင်းတွေတအားအေးနေတဲ့ရက်လူရည်တီတအားပူနေတဲ့ရက်ကာလတွေပေါ့အဲ့ဒီကာလတွေမှာကျွန်တော်တို့ကမိုးထွက်ဖို့အတွက်ကရုံစနစ်မှာကျွန်တော်တို့ပြုမြင်ဖန်တီးလို့ရတဲ့အပိုင်းတွေအများကြီးရှိတယ် အပူလိုလားအပူထက်ပြီးအဆူလိုလားအဆူတက်လိုလားအဆူတက်ထက်ပြီးအဲ့လိုလိုးလို့ရတယ်နော်အထက်မှာရင် climate change လိုရတဲ့ရာသီဥတုကိုယုံတွင်းမှာပြုတ်ပြန်ဖန်တီးလို့ရတယ်မြေပုံစနစ်မှာကျတော့အဲ့လိုမျိုးလုတ်ပိုင်ခွင့်ကျွန်တော်တို့မှာနေတယ်ဥမာဆောင်းတွင်းပိုင်းအဲအေးတယ်ဗောဗျာအေးအေးတယ်အဲ့ဒါဘေးနားမှာအမိုက်တွေပုံပြီးမီးရှို့ပေးတာလောက်အဲ့လောက်ပဲမြေပုံစနစ်ကလုတ်လို့ရတာဥလိုမျိုးမိုးတွင်းပိုင်း မိုးတွေဒါဆွေနေတယ်ရေတွေကြီးလာတယ်ရေမျောမယ်အဲ့မြေပုံကြီးမျောနေတာကျွန်တော်ထိုင်ကြည့်နေအောင်ပဲဘာမှလုပ်လို့မရဘူးလုံစနစ်မှာကြာလို့ရှိရင်အောက်အောက်ခြေနဲ့အပေါ်တစ်ထက်တည်းသူကနှစ်ပေခွာထားတယ်နော်နှစ်ပေခွာထားတယ်အဲ့နှစ်ပေရေမြုပ်သွားလာရတယ်ပြဿနာမရှိဘူးအပေါ်မှာဘယ်နှပေါင်းညာနှပေါင်းနောက်လေးပေါင်းကျန်သေးတယ်ဆိုလိုတာကဆိုလိုတာအမျက်မြိုင်နေသလိအရင်တော့မရှုံးဘူးရုံစနစ်ကအဲအဲ့လိုလေးရုံစနစ်ကအပ္ပကြက်လေးရှိတယ်ဒါနဲ့ရုံစနစ်မှာလည်းအားနေကြရှိတယ်ပြည့်ရင်ခင်ဗျ6ပေါင်းလုံးပြတ်6ပေါင်းလုံးပြတ်တတ်တယ် တသိမှမထွက်ဘူးရုံစနစ်မှာကြာလို့ရှိရင်6ပေါင်ဆိုင်ထားရင်တပေါင်တပေါင်ပြောင်းနေတယ်ကျန်တဲ့4ပေါင်ရမှာတော့3ပေါင်လုံးပြောင်းမယ်ဆို3ပေါင်လုံးရမှာအဲဒါကရုံစနစ်ရုံစနစ်နဲ့ဟိုရုံစနစ်ကအားနေချက်ညီပေါင်စနစ်ကအားသာချက်ဒါပေမဲ့နှစ်ခုကိုပြန်ပြီးတော့ညီမကြီးချလိုက်တယ်ဆိုလို့ရှိရင်တော့ရုံစနစ်နဲ့ညီပေါင်စနစ်မှာအားသာချက်သည်ရုံစနစ်မှာအားသာချက်တွေပိုများတယ်ပိုများတယ်ညီပေါင်စနစ်ကအားနေချက်တွေများတယ်ရုံစနစ်တည်းဆက်လို့ရှိရင်နော်အဲ့တော့ တော်တော်များသည်စီးပွားဖြင့်စိုက်မယ်ဟေဆိုလို့ရှင်ကျွန်တော်တို့ကယုံစနစ်ကိုပဲအားပေးတာယုံစနစ်ကပြီးလို့ရှင်ຫນွေမိုးဆောင်ဆက်နေရသည်ပေါ့နော်ကျွန်တော်တို့ဆက်နေရသည်စိုက်လို့ရတယ်ဆက်နေသည်စိုက်ဖို့တော့အဆင်ပြေတယ်မြေမောင်စနစ်ကြတော့အဆင်မပြေဘူးနောက်တစ်ချက်ကဘာလဲဆိုလို့ရှင်မြေမောင်စနစ်မှာဥပမာ၄ပေဟို၃ပေ၁၂ပေပေါ့နော်အနံ၃ပေအလျား၁၂ပေ အဲ့ဒါအဲ့တနေရာထဲမှာ၃ကလောက်ဆက်လို့ရှိရင်ထွန်းနှုံးနေကြကုန်။ယုံစနစ်မှာကြာအဲ့လိုမဟုတ်ဘူး။တခုတသုတ်ပြီးတသုတ်တသုတ်ပြီးတသုတ်ပိုးတန့်ပြီးဆိုက်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကထွန်းနှုံးကမကြဘူး။မြေမောင်စနစ်ကထွန်းနှုံးကြတယ်။အဲ့ဒီမြေမောင်စနစ်ဘာကြောင့်ထွန်းနှုံးကြလဲဆိုတာနောက်တစ်ပိုင်းမှာထပ်ရှင်းပြပေးမယ်။ဟုတ်နော်။ကျေးဇူးပါ။မြေပုံစနစ်နဲ့ယုံစနစ်ကွာခြားချက်အပိုင်း၃เนาะဒါအပိုင်း၃မြေပုံစနစ်မှာဗျာ ူက10ပေ12ပေပဲစိုက်စိုက်3ပေ9ပေပဲစိုက်စိုက်စသဖြင့်ပေါ့ကိုရှိတဲ့မြေနေရာလေးမှာစိုက်ရတာဆိုတော့လေဘောင်အချင်းကျဲလေးတွေကကိုလိုချင်သလိုကစားပြီးစိုက်ရတာပေါ့ဒါပေမဲ့အဲ့ဒီစိုက်တဲ့တနေရာထဲမှာပဲအများနဲ့စိုက်နေမှာဆိုလို့ရှိရင်3ချိန်ထက်နောက်4ချိန်5ချိန်လောက်ဆိုလို့ရှိရင်ထွက်နှုတ်တွေကြောက်ချတို့ပွဲစိတ်တို့ကြွက်တို့ဖြတ်တာကတပိုင်း အခုကျွန်တော်ရှင်းပြမယ်ဟာအဲ့တရဝိုင်နဲ့မဆိုင်ဘူးမှုမှုချင်းဖြစ်တာကျွန်တော်တို့ပထမစိုက်လိုက်တာတော့စားသုံးလို့ရတဲ့မှုပဲเนาะစားသုံးလို့ရတဲ့မှုစိုက်တယ်ဒါပေမဲ့ကျွန်တော်တို့စိုက်လိုက်တဲ့အဲစိုက်တယ်စိုက်တဲ့အချိန်မှာကျွန်တော်တို့ကအားသီးလောင်းရတဲ့ပြီးလို့ရှိရင်ရေဖြန်းရတယ်အဲ့လိုမျိုးဖြန်းတဲ့အချိန်မှာမြေကြီးတဲ့ကိုစိတ်ပြီးတော့အဲ့ပုံမျိုးတွေဝင်သွားတာကျွန်တော်တို့မသိလိုက်ဘူးဒါနဲ့အချိန်နေရက်တွေကာလတွေကြာလာတဲ့အချိန်မှာအဲ့ဒီမြေကြီးတဲ့ကိုစိတ်ဝင်သွားတဲ့ပုံမျိုးတွေဒီအရင်ဆုံးကျွန်တော်တို့စိုက်လိုက်တာစားသုံးလို့ရတဲ့ပုံပဲ ဒါမှမဟုတ်ပြန်ပြီးတော့ထွက်လာတဲ့ချိန်မှာ तू ကမျိုးသိပ်ပြောင်းတစ်ခုအနေနဲ့ပြောင်းပြီးတော့အခြားမျိုးသိပ်တစ်ခုအနေနဲ့ तू ကစားသုံးလို့မရတဲ့မှုရိုင်းတွေထွက်လာအဲ့ဒီမှုရိုင်းတွေကလည်းမြင်လို့မျက်လုံးနဲ့ကျွန်တော်တို့မျက်လုံးနဲ့မြင်လို့ရတဲ့မှုတွေရှိတယ်မြင်လို့မရမမြင်ရတဲ့မှုတွေရှိတယ်တို့ပဲမဲ့အချိန်ကြီးအတွက်များလာတဲ့အချိန်လဲကြတော့သူတို့ကအဲ့ချက်မှာအဲ့ညာမှာအင်ရှင်တွေဖြစ်အင်ရှင်တွေဖြစ်ကျွန်တော်တို့အပေါ်ထပ်ပြီးစားလိုက်တဲ့မှုကျွန်တော်တို့စားသုံးလို့ရတဲ့မှုတွေဒီနောက်ထပ်ထပ်ပြီးတော့အသေးစိုက်လိုက်တာဒီ ဲ့တယ်နော်ဧည့်တယ်ဖြစ်တယ်ပိုကောင်းအိမ်ရှင်အဲ့တွေ့ပိုကောင်းကအဲ့ဒီမှုကအဲ့ညမှာထက်ဆိုင်တာ ਨੇ မြအဲ့ဒီမှုရင်မှုရိုင်းတွေကကျွန်တော်တို့ရဲ့မှုတွေကိုစားသုံးစားတော့အပေါ်ကဒီအားသေးတွေဖျံပြီးသူတို့တွေအားပေးသလိုပဲသူတို့အိမ်ရှင်ဖြစ်သွားပြီလေနော်ဒါကြောင့်မို့လို့မြေပေါင်းမှာအချင်းကြီးတွေအများကြီးအဲ့တနေရာတဲ့စိုက်တယ်ဆိုလို့ရှိရင်ထွက်နှုံးကြတယ်ဆိုတော့အဲ့ပြဿနာ ခုနခြာတွေပွဲစိတ်တွေကြွက်တွေဖြစ်စည်းတာတသက်တကန်နာအဲ့ဒါတွေကမျိုးလုံးထဲမှာမျက်စိထဲမှာမြင်ရတဲ့အန္တရာယ်တွေအဲ့ဒါတွေကရှင်းလို့ရတယ်ခုနဟိုပြဿနာကကျွန်တော်တို့မမြင်ရဘူးအချင်းအတွဲများရမြကျွန်တော်တို့ကထွက်နှုံးနေကြလာဒါကြောင့်မို့အဲ့ပြဿနာကိုဘယ်လိုရှင်းရမလဲဆိုလို့ရှိရင်အရင်ဆုံးစဆိုင်ခဲ့ရအောက်ကတွေဝါကကြမ်းတွေကိုခံပြီးစိုက်အုန်ဒီကလေးစီးပြီးလို့ရှိရင်အဲ့ပုံမှာစိုက်ဒါမှမဟုတ်ဝါကမြေကြီးနဲ့မြေကြီးနဲ့ ်မှုပုံရဲ့ကြားထဲမှာအလွှာတစ်ခုခံပေးရကျွန်တော်ဝါကဝါဝါကကြမ်းဆိုတာကအလွယ်တကူမြင်သာထင်သာပြောလိုက်တာဟိုအဲ့ဝါကကြမ်းကိုနောက်တစ်ချိန်ကြားလို့ရှိရင်စေးကြောပြီးတော့နေပူလှမ်းဒူရီမို့လို့ရှိရင်တစ်ခုနဲ့အန်နီယကင်းအောင်လုပ်ပြီးလို့ရှိရင်ပြန်စိုက်လို့ရတယ်အဲ့အဲ့လိုမျိုးအလွှာလေးတစ်ခုပေါ့ခံပြီးစိုက်မယ်ဆိုတော့စိုက်လို့ရပါတယ်လို့နော် ကျွန်တော် channel လေးကိုဝင်ရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဝီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်။